နှုတ်တော်အလုံးမှာသဘာဝအတိုင်းထူးချွန်တဲ့အရာတွေရှိကြပါတယ်အဲ့ဒါတွေကမိတ်ဆွေကကနင်းတွဲရှင်းတဲ့အခါအရင်တော်တာလေးဖြစ်နိုင်တယ်။ဒါမှမဟုတ်သရှင်းဆိုတဲ့အခါအသင်ကောင်းတာတွေလေးဖြစ်နိုင်တယ်။ဒါတွေကိုကျွန်ုပ်တို့ကဘဝရဲ့လက်ဆောင်တွေလို့ခေါ်ကြပါတယ်။ဒါပေမဲ့ဒီဘဝရဲ့လက်ဆောင်တွေဟာကျွန်ုပ်တို့ရဲ့အကြီးအသေးကိုစစ်မှန်စွာတက်မှတ်ပေးတဲ့အရာတွေတော့မဟုတ်ပါဘူး။ ကျွန်ုပ်တို့ဘဝရဲ့အည်အသွေးကိုစိမ့်မယ်ဆိုတာတင်မဲ့ပေးတဲ့အရာတွေကတော့ကျွန်ုပ်တို့နေ့တိုင်းပြုလုပ်နေတဲ့ရွေးချယ်မှုတွေပဲဖြစ်ပါတယ်။နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်ဂျက်ဘီဆိုဟာဒီအယူအဆကိုတချိန်တုန်းကပြောခဲ့ပါတယ်။သူပြောခဲ့တာကကျွန်ုပ်တို့ဘဝမှာရရှိခဲ့တဲ့လက်ဆောင်တွေအတွေ့ကျွန်ုပ်တို့ဟာအမေရိကန်ဂုဏ်ယူလို့တော့မရပါဘူး။ဘာဖြစ်လို့လဲဆိုရင်တော့အဲ့ဒါကတဘာဝတရားကြီးကကျွန်ုပ်တို့ကိုပေးထားတာတွေဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ကျွန်ုပ်တို့ရဲ့စ조사အထောက်မှုနဲ့ကျွန်ုပ်တို့ရဲ့ရွေးရှိမှုအတွက်တို့ဂုဏ်ယူနိုင်ပါတယ်တဘာဝအတက်ရရှိထားတဲ့လက်ဆောင်တွေကိုကိုဘဝတိုးတက်ရာတိုးတက်ချောင်းအတွဲယူဆောင်အသုံးပြုလို့ရပါတယ်။အဲ့ဒီလက်ဆောင်တွေကိုအသုံးပြုတဲ့အခါတော့မြန်ကင်စွာရွေးရှည်အသုံးပြုတဲ့ဖို့တော့လိုအပ်ပါတယ်။ မိတ်ဆွေဟာညင်ကြီးထမြက်တဲ့လက်ဆောင်ကိုရရှိထားနိုင်ပေမယ့်အဲ့ဒီအရာကိုတခြားသူတွေကိုဝေဖယ်ဖို့အကေဖယ်ဖို့ရွေးရှိလိုက်မိဆိုရင်တော့မိတ်ဆွေရဲ့ညင်ကြီးထမြက်မှုက မိတ်ဆွေကို ပြည့်စုံမှုပေးနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့မိษွေရဲ့တဘာဝတန်ရရှိထားတဲ့ဉာဏ်ကြီးထမြင့်မှုလက်ဆောင်ကိုတော့ကိုဘောကတိုးတက်ဟာတိုးတက်ကြောင်းအတွက်အသုံးပြုလိုက်တယ်တခြားသူတွေကိုကုညီဘောအတွက်မှန်ကန်စွာရွေးရှည်အသုံးပြုလိုက်တဲ့အခါမိษွေရဲ့လှုပ်ဆောင်ချက်ကတော့အဲ့ဒီအရာဟာမိษွေရဲ့စစ်မှန်တဲ့ခွန်အားဖြစ်သွားပါတယ်ကျွန်ုပ်တို့အနေနဲ့တခြားသူတွေကိုထိခိုက်စေမယ့်ညင်ညင်နဲ့ရှိတဲ့သူဖြစ်မလားဒါမှမဟုတ်အချိန်တိုင်းမှာကျင်နာတဲ့သူဖြစ်မလားဒါကလေကိုယ့်ရဲ့ရွေးရှိမှုပဲဖြစ်တယ် အပေခင်အားမကိုစိုးရင်ပြီးရင်ကိုယ့်ရဲ့နှလုံးသားကို ကာကွယ်ထားမလားဒါမှမဟုတ်ချစ်မိသွားတဲ့အခါစွန်စားလှုပ်ဆောင်မလားဒါလေးကိုယ့်ရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်ခက်ခဲတဲ့အခါလက်လျှော့လိုက်မလားဒါမှမဟုတ် ကို့အတွက်အရေးပါတဲ့ပန်းနိုင်တစ်ခုကိုသွားတဲ့အခါမှာဇွေးမလျှော့ပြီးရှိနေမလားဒါလေးကိုယ့်ရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်အသက်တွေကြီးလာလို့ကိုယ့်ရဲ့ဘဝနောက်ကျောင်းကိုပြင်ကြည့်လိုက်တယ်တော့စဉ်းစားကြည့်ပါ ဲ့ဒီအချိန်မှာကိုပြုတ်လောက်ခဲ့တဲ့အလုပ်တွေအတွက်ဒါမှမဟုတ်ကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေအတွက်ဂုဏ်ယူနေမှာတော့မဟုတ်ပါဘူးတကယ်ဂုဏ်ယူမှာက ကို့အတွက်မှင်ကင်စွာရွေးရှိခဲ့တဲ့ဘဝအတွက်တော့ဂုဏ်ယူနေမှာပဲဖြစ်တယ်